ွေနေမှာဖယားတော့ကြောင်တပါဒီမွေနေမှာလာဆုံးမဲမဲနနာလို့ကျွန်တော်ရကောဝဲပြီးမင်းရမွေနေမှာတစံဖန်ကိုအပေးနာစီနေကြပြိတက်တွေအားလုံးပဲမင်္ဂလာမနက်ခင်းပါရှင်ပြိတက်များအားလုံးအတွက်မတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပြရောမှာဖြစ်ပါတယ်ရှင် တစီယဖန်ပရိသတ်များရှင့်မတ်တရားနေစီစဉ်ရင်ဝင်းနေဆူတောင်းစီစဉ်လေးကနေပြီးတော့ဒီနေ့ပထမဦးဆုံးအနေနဲ့ဝင်းနေဆူတောင်းပြရမယ့်ဝင်းနေရှင်လင်းကတော့မြောက်တကုံမြို့နယ်ဘုံမင်းရောင်အရာဝင်းမှနေတဲ့သမီးလေးရွှေကုံဝင်းရှင်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။သမီးလေးရွှေကုံဝင်းရှင်ရဲ့တနှစ်ပြည့်ဝင်းနေအတွက်ကိုတော့မြောက်တကုံမြို့နယ်ဘုံမင်းရောင်အရာဝင်းမှနေတဲ့မေမေရွှန်းလန့်ဝင်းကြီးဖေဖေမျိုးမင်းဆန်တို့ကနေပြီးတော့ပအဝင်ဆူတောင်းပြလာပဲဖြစ်ပါရှင်။ လက်ပြီးတော့လည်းမိမိလေးစစ်စစ်ဟန်တော်ရဲ့ဝင်းနေအတွက်ကိုပောင်းရဲစုတောင်းပေးလာပါသေးတယ်။လယ်ဝဲမြို့မှာနေတဲ့မိမိလေးစစ်စစ်ဟန်တော်ရဲ့နှစ်နှစ်နဲ့နှစ်လပြည့်ဝင်းနေအတွက်ကိုတော့လယ်ဝဲမှာနေတဲ့စုနေတီလင်ခိုင်ခိုင်ဝင်းလှိုင်လှိုင်ဝင်းနယ်လင်းသူခင်နဲ့ခိုင်ဝင်းလာတို့ကနေပြီးတော့ပောင်းရဲစုတောင်းပေးလာပဲဖြစ်ပါရှင်။ ရတဲ့များရှင်ဒီတစ်ခါမှာဆက်လက်ပြီးအောင်စူတောင်းပြရအောင်မယ်ဝင်းနေရှင်ကတော့မကွေးမာနေတဲ့မတ်အုံမာနယ်ရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။မကွေးမာနေတဲ့မတ်အုံမာနယ်ရဲ့39နှစ်ပြည့်ဝင်းနေအတွက်ကိုတော့မတ်အေးမျိုးတန်းနဲ့မတ်ခင်မြဝင်းတို့ကနေပြီးတော့ပောင်းရင်စူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။ဆက်လက်ပြီးတော့လည်းဝင်းနေစူတောင်းပြရအောင်မယ်ဝင်းနေရှင်ကတော့ ပသိမ်မာနေတဲ့ကိုသိန်းစိုးဝင်းရဲ့ဝင်းနေအတွက်ပဲဖြစ်ပါတယ်။ကိုသိန်းစိုးဝင်းရဲ့အသက်38နှစ်ပြည့်ဝင်းနေအတွက်ကိုတော့ပသိမ်မာနေတဲ့ချစ်စနီမတ်တင်မီဝင်းနဲ့တားလေးမောင်ဝေဖြိုးဝင်းတို့ကနေပြီးတော့ပအဝင်ဆူတောင်းပေးလာပဲဖြစ်ပါရှင်။ဟုတ်ကဲ့ပါရှင်။ကိုသိန်းစိုးဝင်းရဲ့ဝင်းနေအတွက်ကိုချစ်စနီကနေပြီးတော့စကားလက်ဆောင်လေးလည်းပါထားပါသေးတယ်။စကားလက်ဆောင်လေးကတော့ဝင်းနေမှာပျော်ရွှင်ပါစေ။ချစ်စနီးနဲ့သားလေးကိုပို့ပြီးတော့ချစ်နိုင်ပါစေ။ကျမ်းမာပြီးတော့လွန်ရင်ဆန္ဒတွေပြေဝပါစေဆိုပြီးစကားလက်ဆောင်လေးပါပေးထားဖြစ်ပါရှင်။ ိသတ်များရှင့်ဒီတကမှာဆက်လက်ပြီးရောဆူတောင်းပေးအောင်မယ်မွေးနေရှင်ကတော့ရန်ကုန် Cherry FM ကကိုမြမင်းသူရဲ့မွေးနေ့အတွက်ပဲဖြစ်ပါတယ်။ကိုမြမင်းသူရဲ့မွေးနေ့အတွက်ကိုတော့လယ်ဝေးမှနေတဲ့ဆူနတ်တီလင်ခိုင်ခိုင်ဝင်လိုင်လိုင်ဝင်နယ်လင်းသူခင်းနဲ့ခိုင်ဝင်လာတို့ကနေပြီးတော့ပောင်းဝင်ဆူတောင်းပေးလာပဲဖြစ်ပါတယ်ရှင်။တစရဖဲပြည်သက်တွေအားလုံးကိုမတရားနေစီစဉ်ရဲ့ချက်ချင်းစီစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ Thank you. ပရိသတ်များရှင်ဒီနေ့အမတရားနေ့အစီအစဉ်ရဲ့ချက်စင်းစီစဉ်လေးမှာပါဝင်လာတဲ့သူကတော့ရောက်ကောင်းမနေတဲ့ကိုမျိုးမင်းနိုင်ပဲဖြစ်ပါတယ်။ကိုမျိုးမင်းနိုင်ကတော့ချရသူမတ်တထဆန်နဲ့ဒီနေ့မှာချက်သူတက်တန်း၃နှစ်ပြည့်မြောက်လာတဲ့အတွက်ကိုရင်ပောင်ဝင်တောင်းဆိုလာတာဖြစ်ပြီးတော့တငယ်ချင်းတွေကလည်းပောင်ဝင်တောင်းဆိုပေးလာပဲဖြစ်ပါတယ်ရှင်။တစီအဖန်ပြည်သက်များရှင်မတရားနေစီစဉ်ကိုတော့ချွာတင်ဆက်ပေးခင်ရာဖြစ်ပါရဲ့ရှင်။ ပရိသတ်ကြီးကလည်းမတရားနေစီစဉ်ကနေပြီးတော့မွေးနေ့ရှင်နေတဲ့အတူတူစစ်သူဆုံးတွေမင်္ဂလာစနေမောင်နေ့နေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးချင်နေဆိုရင်တော့တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639ကိုနေ့စဉ်နေ့လယ်7:00နာရီကနေ7:00နာရီအတွင်းမှာမိမိတောင်းဆိုပေးချင်တဲ့နေ့ရက်မတိုင်ခင်3ရက်ကြိုတင်ပြီးတော့တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစံဖန်ရဲ့ဖုန်းနံပါတ်ဖြစ်တဲ့0933639 1639နဲ့အတူတူ ။တစရန်ဖန်ရဲ့ Entertainment YouTube Channel မှာလည်း comment လေးနဲ့အတူပါဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့မတရားနေ့အစီအစဉ်ကနေနှောက်ဆက်လိုက်ပါရှင်။